မြန်မာနိုင်ငံအနေနဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်စက်တမလတလအတွင်းအမျိုးသမီး40ခုနုတေဆုံခဲ့ရပြီးခရနီပြည်နယ်က2ဦးပါဝင်တယ်လို့မြန်မာအမျိုးသမီးတမက PWU ကအော်တိုဗလာ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။2025ခုနှစ်စက်တမလ10ရက်နေ့ကစပြီးစက်တမလ30ရက်နေ့အထိနိုင်ငံအနေနဲ့စစ်တပ်ရဲ့တိုက်ခတ်မှုတွေကြောင့်အမျိုးသမီး40ခုနုတေဆုံခဲ့ရပြီး50ခုနုတိခိုက်တံရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနက်မှာစစ်တပ်ရဲ့လေးချောင်းတက်ခတ်မှုကြောင့်တေဆုံးသူ36ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်တေဆုံးသူ5ဦးမတရားပစ်တက်ခံရသူ4ဦးပစ်ခတ်မှုကြောင့်တေဆုံးသူ2ဦးနဲ့လင်ပန်းဆိုင်ရာအကြမ်းဖက်မှုကြောင့်တေဆုံးသူ2ဦးစုစုပေါင်းအမျိုးသမီး40ခုနုတေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။ တေဆုံတူတွေကစကိုင်းတိုင်းမှာ18ဦး၊မန္တလေးတိုင်းမှာ12ဦး၊ကချင်ပြည်နယ်မှာ6ဦး၊ရခိုင်ပြည်နယ်မှာ3ဦး၊ရှမ်းပြည်နယ်မှာ3ဦး၊ကရင်နီပြည်နယ်မှာ2ဦး၊မွန်ပြည်နယ်မှာ2ဦး၊တနင်္သာရီတိုင်းမှာ2ဦးဖြစ်ပြီးတေဆုံတူ49ဦးအနည်း3ဦးက အသက်18နှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့အတည်ပြုထားပါတယ်။စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကစပြီး2025ခုနှစ်အထိ9နှစ်ကာလအတွင်း ဆရာဆူမှုနဲ့လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဆူမှုလူအခွင့်ရချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလုံနေပြီးအကြမ်းဖက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တာကြောင့်အရက်တာ8360ဦးသေဆုံးခဲ့ရပါတယ်ရှင်။